င်္ဂလာပါရှင်တပတ်အတွင်းမှာအထူးကြဆုံးသတင်းတွေနဲ့ပြည်သူတွေကြားစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့သတင်းတွေကိုစူးစေးတင်ဆက်ပေးမယ်တပတ်အတွင်းထူးခြားသတင်းများအစီအစဉ်ပဲဖြစ်ပါရဲ့ရှင်ပထမဆုံးသတင်းကတော့စစ်တပ်အာဏာသိမ်းလင်းနဲ့အတွင်းရဲကုန်နဲ့မန္တလေးတို့လိုမြို့ကြီးတွေမှာခိုမှုလူရမှုတပြားမှုနဲ့လူသက်မှုတွေလိုမျိုးဟက်စဘွန်းမှုတွေများပြားလာခဲ့ပြီး2025ခုနှစ်ထဲမှာတော့ပိုဆိုးလာနေတဲ့သတင်းကိုပြန်တင်ဆက်လိုက်ပါတယ် စစ်တပ်ကအာဏာသိမ်းထားတဲ့၄နှစ်တာကာလအတွင်းခိုးမှုနဲ့လူရမှုတွေကိုကြုံနေရတာကပုံမှန်လူတော်ဖြစ်နေပြီလို့ဒေသခံတွေကဆိုကြပါဗျ။မြောက်ဒဂုံမှာနေထိုင်တဲ့မာယူကတော့သိမကြသေးခင်ကသူ့ရဲ့ညီမဖြစ်သူဖုန်းလူခံရတဲ့အကြောင်းကို ပြောပြပါဗျ။အဲ့ဖုန်းလေးဝယ်ထားတာဘယ်လောက်မှမကြသေးဘူး။အေးအဲ့ဖုန်းလေးဝယ်ထားတာဘယ်လောက်မှမကြသေးဘူးဆိုတာအဲ့ဖုန်းလေးရဲ့အရှိအဟောင်းကလည်းခပိုင်းနိုင်သွားလို့ဆိုပြီးတော့ခပိုင်းနိုင်ခံထီးရဖုန်းပါသွားတော့ အနေဖုံးအစ်စ်ကလေးဝယ်လိုက်တယ်ပေါ့နော်ဝယ်ပြီးတော့လေအဲ့ဒါလူခံရတယ်တဲ့အဲ့ဒါလူခံရဘယ်နာမှာလဲဆိုတော့အဲ့ဒီဂျမယုံနာမှာလူလာပါသွားပြီဆိုမှတော့တပိတတကမ္မတကလို့သာဖတ်လိုက်တော့မေလ15ရက်နေ့တုန်းကတော့မင်္ဂလာတောင်ညွတ်မြို့နယ်မှာကားတစ်စီးခိုးယူခံလိုက်ရပါတယ်တက္ကစီမောင်းနေသူတယောက်ကတော့အရင်ကဆိုကားဘက်ထရီခိုးတာမျိုးလောက်ပဲရှိပေမဲ့အခုတော့ကားစီးလိုက်ကိုခိုးတာတွေလောက်လာကြပြီလို့ပြောပြခဲ့ပါတယ် ရန်ကုန်မြို့မှာတော့အခုလိုခိုးမှုလူရက်မှုတွေအပြင်မေလ7ရက်နေ့ကရွှေပြည်သာမြို့နယ်အမှတ်၈ရပ်ကွက်မှာအမျိုးသမီးငယ်တယောက်ကို အုပ်စုဖွဲ့မရင်းကျင်ပြီးရွှေလက်စွပ်နဲ့ဖုံးယူပြီးတော့တက်ဖြတ်ပြီးအလောင်းဖြောက်မှုဖြစ်ပွားခဲ့ပါသေးတယ်။မန္တလေးမြို့မှာဆိုရင်လည်းမတ်လ28ရက်နေ့ကအင်အားပြည့်ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဒေသခံတွေဟာငလင်တန်ကြောင့်ထိခိုက်ခံစားရတာတွေအပြင်ခိုးမှုလူရက်မှုနဲ့ ဓမြမှုတွေကိုပါထပ်ပေါင်းပြီးခန်းစားနေကြရပါတယ်အကျဉ်းထောင်တွေမှာအသုံးစရိတ်ဘတ်ဂျက်တွေနေပါနေတာကြောင့်အကျဉ်းသားတွေကို အစာအသောက်ကျွေးအမပုံမဲ့သတ်မှတ်ထားချက်တွေနဲ့ရော့ကျွေးနေတဲ့တင်ကိုပြန်လည်ထုတ်လွှင့်လိုက်ပါရရှင်။နိုင်ငံတော်ဝန်အကျဉ်းထောင်တွေမှာအသုံးစရိတ်ဘတ်ဂျက်တွေနေပါလာတဲ့အတွက်နိုင်ငံရေးကျင်းသူကျင်းသားတွေပါဝင်အကျဉ်းသားတွေအားလုံးကိုအစာအသောက်လုံးလုံးလောက်လောက်မကျွေးတဲ့အပြင် သတ်မှတ်ရထားချက်တွေထပ်ပို့ပြီးရှော့ကျွေးနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကနေသိရပါတယ်။ဒီလွန်ခဲ့တဲ့၂လလောက်ကနေစပြီးမှတော့အချင်းထောင်မှာဘတ်ဂျက်တွေညော့နေတယ်ဆိုတော့အကြောင်းပြချက်ကိုထောင်ပိုင်းတွေကတရားဝင်ပြောဆိုပြီးအချင်းသားတွေကိုကြက်ဥပေါ့နော်တပတ်မှာနေ့ညနဲ့နဲ့နှုံနဲ့တွက်မယ်ဆိုရင်၁၄နဲ့စားတဲ့အခြေအနေမျိုးမှာပုံမှန်ဆိုရင်အတားဟင်း၄နဲ့တရားဝင်ကြွေးရပါတယ်။ဒါပေမဲ့အခုလို့ဆိုရင်အဲ့ဒီအတားဟင်း၄နဲ့အစားကြက်ဥ၄လုံးပေးတာမျိုးပေါ့နော်အတားဟင်းတွေမကြွေးတာမျိုးတွေဖြစ်လာတယ်။ အဲငားဆိုရင်လည်းငားကိုဘိုက်တာကိုအလေကနေမှတက်တက်ခွဲပြီးမှ နှစ်လက်မှအရွယ်ပေါ့နော်အတုံးလေးတွေပဲရတော့တာမျိုးတွေဖြစ်ပါတယ်မိတိလာချင်းထောင်ဥပိုချင်းထောင်ပသိန်ကြီးလူငယ်ထိန်သိမ်းရေးကျောင်းလွိုင်းကော်ချင်းထောင်ပေါန့်တဲချင်းထောင်ဒိုင်ဦးချင်းထောင်နဲ့ပသိန်ချင်းထောင်တို့မှာအသားဟင်းမကျွေးရမကျက်တဲ့အသားတွေကျွေးရနေပဲနေနေရေကျဲကျဲပဲဟင်းကိုသာကျွေးနေကြောင်း PBN ညံမြဲထုတ်ပြန်ချက်တွေရသိရပါတယ် အာနာသိန်းစာ2021-2022ခုနှစ်တွေမှာတော့အကျဉ်းသားတွေကိုသတ်မှတ်ထားတဲ့အသားဟင်းပမာဏပြေဝအောင်မကြွေးခဲ့ပဲအခုချိန်မှာတော့ပူဆိုးလာကြောင်းသိရပါဗျ။အခုလိုအကျဉ်းသားတွေကိုအစားအသောက်ဝီရှူ short short ချတာတွေအကျဉ်းသားရပိုင်ခွင့်တွေကိုကတ်တပိတ်ပင်နေဆိုတာကအစိုးရရောဒီအခုဒီစစ်ကောက်စီရဲ့ရန်တရားမှာတာဝန်ထမ်းဆောင်နေဝန်ထမ်းတွေကစမြန်မာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဥပဒေကိုသူတို့ကိုယ်တိုင်ချူဖောက်နေတဲ့အချက်ကိုတော့ကျွန်တော်နေထောက်ပြချင်ပါတယ်။ ချယ်ရီဖနက်ဆက်ယုံအလုံးသမားတောင်းဆိုမှုအောင်မြင်မှုရရှိခဲ့ပေမဲ့ရန်ကုန်မြို့ကဆက်ယုံတချို့မှာလောက်ခလာစာတိုးပေးဖို့တောင်းဆိုစင်တာပြလာတဲ့ဇက်တိုက်ဖြစ်ပေါ်နေတဲ့သတင်းကိုပြန်လည်ထုတ်လွှင့်လိုက်ပါရရှင်။ ရန်ကုန်တိုင်းနိုင်သာမြို့နယ်အနော်ထာဆက်မှုဇုံအပိုင်းနှစ်မှာရှိတဲ့ချမ်းရီဖနက်ဆက်ယုံအလုတ်သမား6000ကျော်ရဲ့လောက်ဝါကဒူပေဘူတောင်စုချက်ကိုဆက်ယုံဘက်ကလိုက်လျောခဲ့တာကြောင့်မေလ19ရက်နေ့မှာပြည်လည်မှုရခဲ့တာပါခြေကံလောက်ခလာစာနေစဉ်ကြီးဆက်ယုံထောက်ပံ့ကြီးအစိုးရထောက်ပံ့ကြီးစံမိုးစီဘူအလုံးပေါင်းတရက်ကိုငွေကျပ်12000လုံးနဲ့ပြည်လည်မှုရခဲ့တာဖြစ်ပါတယ် ချမ်းကြီးဖနဆိုင်ကိုပြဿနာပြေလည်သွားပေမဲ့တာရုကန်ဆက်မှုဆောင်ကမြန်မာဖွန်ချန်ဆက်ယုံချွေပြည်သားမျိုးနယ်ဝါတရဆက်မှုဆောင်က True Green ကောဇီဆက်ယုံတို့အပါအဝင်ရန်ကုန်မြို့ကဆက်ယုံတချို့မှာလှုပ်အားကဒူဘီရေးအတွက်လှုပ်သမားတွေကတောင်းဆိုတဲ့လှုပ်ရှားမှုတွေဆက်လက်ဖြစ်ပေါ်နေတယ်လို့လှုပ်သမားရေးတက်ကြွလှုပ်ရှားသူတယောက်ကပြောပါတယ်။ကျွန်တော်တို့စီအားတည်ုံလည်းဆက်လက်ပြရတယ်ပေါ့နော်။ WBC မှာတင်ဝင်ညှိဖို့တင်တာနေပြီးတော့ညွန့်နေညှိပြန်ညွန့်နေညှိပြန်နေပြီးတော့ဖုန်သမားတွေကိုမသွားနိုင်ဘူး။ ူကတိုင်းပေါင်းဆက်ဆိုဖြစ်သွားတာမိနေရေးတာကိုပဲမနေရညာအလုပ်ထုတ်လိုက်တယ်သူကမားတွေကမပြန်မပြန်တော့ညာတွင်ရဲ့အလုပ်ပြန်ခက်ပြီးရပေါ့ဒါပေမဲ့သူကဘာဖြစ်လဲဆိုတော့ဒုက္ခလာတာကြတော့သူမဆွေးနွေးမဆွေးနွေးတဲ့အခါကျအလုပ်သမားတွေကဒီမနေ့ဆက်ပြီးတော့တောင်းဆိုမှုဆက်လို့အဲ့လိုပဲခြုံချာခြုံချာဟိုဆက်ယုံဒီဆက်ယုံအဲ့လိုအတန်နေကြတယ်အဲ့ဒီဆက်ယုံကြီးကြီးလိုက်လို့ရှိရင်6800 6800အဲ့လိုကြီးပဲဖြစ်တယ်ကာလမှာ6800နဲ့ကတော့ဘယ်လိုမှအဆင်မပြေ နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်မှာဖန်ဆီးခံရနိုင်တဲ့အခြေအနေတွေရှိနေပေမဲ့လုပ်သားတွေဟာစာဝန်တွေမပြေလည်တော့တာကြောင့်စေယုံနဲ့ဆန္ဒပြတဲ့နီလန်းကိုရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။အီရာဝတီတိုင်းပသိမ်မွန်ရော်လန်ဝမ်းကျင်ကတိုက်ပွဲတွေဟာလင်းမျက်နှာမြို့နယ်တွေကနေအင်ကပူမြို့နယ်အထိရောက်ရှိလာပြီးလက်နက်ကြီးပစ်တံတွေကိုညတိုင်းကြားနေရတဲ့သတင်းကိုပြန်လည်ထုတ်လွှင့်လိုက်ပါတယ်။那中批的命往里头。 ရေကြီးတာပေါင်းလေးမျက်နှာမျိုးနယ်တဲကတိုက်ပွဲတွေဟာအင်္ဂါပူမျိုးနယ်အဆက်ကပိန်နယ်ကွင်းနဲ့ဗန်ပွေးကုန်းရွာဝင်းကျင်အထိရောက်ရှိလာပြီးလက်နက်ကြီးပစ်ခတ်တံတွေကိုညာတိုင်းကြားနေရတယ်လို့ဒေသခံတွေကပြောပါရယ်အင်္ဂါပူမျိုးနယ်အဆက်မှာပြီးခဲ့တဲ့မတ်လတွေကထိတွေ့မှုတွေစဖြစ်ခဲ့ပေမဲ့မေလ15ရက်တကြောပြန်တိုက်ပွဲတွေဖြစ်လာတဲ့နောက်စစ်တပ်ကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတဲ့အကြောင်းအင်္ဂါပူဒေသခံတယောက်ကပြောပြပါရယ် ွင်းကောင်းနေနီးတယ်ဒိန်းနေကွင်းတို့ဒီဘက်တို့ကတော့မကောင်းညပဲဆိုညာတိုင်းအတန်းကြီးကြနေရတယ်အဲဒီနေလာလာချတယ်အတန်းကြီးကညာတိုင်းကြရတယ်ညတော့ဆိုရင်တော်တော်ကျဲလေးကျဲတော်တော်လေးလည်းနီးတော့နီးလာတယ်ကိုယ်ကတချို့ကတော့ကျန်တဲ့လူကလည်းကျန်ဒါပေမဲ့ကြောက်သွားတာတွေကတော့များပေါ့ဟိုရက်ကတော့ပန်းတော်ကြီးရွာကိုပုံကျတာပန်းတော်ကြီးရွာတော့တရွာလုံးရှိတော့ဘောကောင်းကောင်းကြီးတိုက်ပွဲဖြစ်ပွားရာဝင်းကျင်နေရာတွေမှာရှိပြီးပသိမ်မုံရွာလမ်းဘေးဝင်းကျင်ကရွာတွေဖြစ်ကြတဲ့ ချင်းကိုက်ကွင်းဘဲပြာကုံစစီကုံဗန်ပွေးကုံပိန်နယ်ကွင်းပန်းတော်ကြီးကြေးရွာတွေကဒိသာကန်ဒီလဲရွာလုံးကျွတ်ဆစ်ဆောင်နေရာကြောင်းသိရပါဗါးအခုနောက်ဆုံးထိတွေ့တိုက်ပွဲတန်နေကြားနေရတဲ့ပိန်နယ်ကွင်းနဲ့ဗန်ပွေးကုံရွာတွေကနေဆိုရင် ကွင်းကောက်ကို9မိုင်ဝန်းကျင်ပသိမ်မုံရွာလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အမငါတမတော်တပ်မြင့်လေးကျင်အကြောင်းကိုဆို10မိုင်ဝန်းကျင်သာကွာဝေးတာဖြစ်ပါတယ်ဒါအပြင်စစ်ကောင်စီတပ်ဟာရေကြီးမြို့နယ်အခြေဆိုင်အမတ်တ3လေးလေးကနေလဲ တိုက်ပွဲဖြစ်ရာဒေသတွေဘက်ကိုတိုက်ရင်အားတွေပို့လွတ်တာရှိကြောင်းဒေသခံတယောက်ကပြောပါတယ် KIA ကပြစ်ချလို့ဗမော်ကိုစစ်ကူလာပို့တဲ့စစ်ကောင်စီဟဲ့ရင်၃စီးတွေကတစည်းပြတ်ကျခဲ့ပြီးတစည်းကတော့အရေးပေါ်ဆင်းသက်ခဲ့ရတဲ့တရင်ကိုပြန်လည်ထုံလွှင့်လိုက်ပါတယ်မေလ20ရက်နေ့မှာစစ်ကောင်စီဘက်ကပမော်မှာရှိတဲ့စကခ21ဌာနချုပ်ထဲကိုရဟရင်3စီးနဲ့စစ်ကူလာရောက်ပို့ဆောင်ခဲ့တာဖြစ်ပြီး KIA တပ်တွေဘက်ကပြစ်ခတ်ခဲ့တာကြောင့် နှစ်စီးထိမှန်ခဲ့တာပါထိမှန်တဲ့နှစ်စီးတွေကတစီးကတော့ရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့ရပြီးတစီးကတော့ရွှေကူမရောက်ခင်မှာပဲပြတ်ကျခဲ့တာလို့ KNO သတင်းပညာရေးတောင်ငံဘုံမကြီးနော်ဘူးက DB ကိုပြောပါတယ်တင်းငတ်နေပိုင်းတနားရအချိန်မှာအဲဆက်ဆက်ဟာနစ်စ်တီးပနတ်ချုံလာပါရဟတ်ရင်တုံးပြီးစင်းနေမှာအဲတီဘူးစီစဉ်ရှိတယ်လို့ကြားပါတယ် ဲဆိုတော့အဲ့ဒီစင်းတက်တဲ့ရာဂျင်ဒုံးစည်းကိုသူတို့ဘက်ကနဲ့ဝိုက်ပစ်လို့အနေစည်းဖြစ်သွားတယ်လို့ကြားတယ်အဲဒီ ZT ပေါ်တဲ့ခြေကတစည်းရတော့အဲရှီကူမာအေးပေါ်အဲစစ်တယ်နိုင်တယ်လို့ကြားတယ်အဲ့တော့ဒီကတော့ရွှေကိုရောက်ဖို့အဲချောက်မိုင်ခန့်ဆင်းလာမဝကျနော်ဝေးတဲ့နေရာမှာအဲတက်ချတော့ပြမတိုးတဲ့မှာနီးလောင် စ်စည်းသွားတယ်ဆိုတဲ့သတင်းကရရပါတယ်ခင်ဗျာတပွဲပြင်းထန်နေတဲ့ဗမော်မျိုးကိုလမ်းမလို့ရဖို့အတွက်စစ်ကောင်စီဘက်ကစစ်ကူအင်အားတွေကိုတောက်လျှောက်ဖြစ်တင်းနေတာပါကုန်းကြောင်းနဲ့ရေကြောင်းကိုတော့ KIA ဘက်ကဖြတ်တောက်ထားနိုင်ပါတယ်ဒါကြောင့်စစ်ကောင်စီဘက်ကလေကြောင်းအသုံးပြုပြီးစစ်ကူပို့နေတာပါလက်ရှိမှာတော့စစ်ကောင်စီဘက်ကစစ်ကူအင်အားတွေဖြစ်တင်းထားနိုင်တာကြောင့်တံပြန်ထိုးစစ်ပြန်ပြီးစစ်နိုင်တဲ့အခြေအနေဖြစ်နေတယ်လို့စီးအေးလေးလာတုံးသက်သူသူဖြစ်တဲ့ CDM ဗိုလ်ကြီးစင်ရောကပြောပါတယ် အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့တရုတ်ကောက်ဆေးဝံရုံးချေမှာမြန်မာအချုပ်အခြာကိုထိပါလာတဲ့တရုတ်အစိုးရကို မောက်ထုတ်ကြဆိုတဲ့ခေါင်းစဉ်နဲ့လူမှုစင်တာပြပွဲပြုလုပ်ခဲ့တဲ့တဲ့င်းကိုပြန်လည်ထုတ်လွှင့်လိုက်ပါရဲ့ရှင်။ဟုတ်ကဲ့ပါ။ Pre-Burma Action Committee Northern California ကဥဆောင်ပြီး အခုလိုတရုတ်အစိုးရကိုစန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။ဘာမှမရှိရမောချုပ်ချာအောင်အောင် ဒီပါဆိုကားကတော့ပြုကော်မြူနီဆိုရာညီမမျိုးကမောက်ထုတ်ကြဆိုတဲ့ကောင်းတွေနဲ့ကျင်းပါတော့ဟာဆန်ဖရန်စစ္စကိုမြို့နယ်ကယ်လီဖိုးနီးယားပြည်နယ်ရောက်မြန်မာနိုင်ငံသားတွေကျောင်းသားတွေထောက်ပို့ပြည်သူတွေကအခုဆန္ဒပြပွဲအတွင်းမှာပါဝင်ခဲ့ကြတာပါသူတပည့်ပြောနေတာကကြည်သွင်းမှာကျွန်တော်တို့ရှင်လင်းလုံးမျိုးဆက်တွေကျွန်တော်တို့ဒီနွေဦးတော်လာရဲ့ကျွန်တော်တို့ ဒီမဒီအားစုရဲ့လို့ပြောဆိုငယ်တဲ့ဒုတိယဒီမင်းလေးဂျန်တူအကြိုက်ဂျန်တူရဲ့လော်ဘီတွေပြောဆိုမှုတွေနဲ့ထင်အောင်ထင်မှားပြောနေတာကတော့ဒါကတော်တော်ကိုအချင်းချင်းစိုးနေတယ်ဒါကမလောက်တဲ့မလောက်တိုက်မလောက်အတက်အလောက်တွေကိုပြည်တွင်းမှာဟိုဘက်ဒီဘက်ခွနေတဲ့လူတွေနဲ့တတိထားဖို့လိုတယ်ဆိုတော့ဒီနာမှာပြောကြလို့ပါတယ် ငလျင်ကြောင့်တရိယအကျင့်အပြစ်ခတ်ရက်ကြောင်ကျင်းညာပြီးရက်အတွင်းမှာပဲလေကြောင်တိုက်ခိုင်းမှု၉ဆတကြိမ်ပြုလုပ်ခဲ့တာကြောင့်ကလင်းငယ်တွေအပါအဝင်တည်ဆုံးသူ၉ဆရောက်ရှိခဲ့တဲ့တရင်ကိုပြန်လည်ထုတ်လွှင့်လိုက်ပါရရှင်။ဝန်နေချင်းအထိတ်အမှတ်အလံတော်ကိုတိုင်တဝက်လွှင့်ထူတာပါ။ဖျားပြင်းစကိုင်းကလေးလောက်ခတ်ပြီးနောက်ပိုင်း၃ကျင်းအထိအပြည့်အအကြောင်းကြီးညာထားပေမဲ့မြေပြင်မှာထိုးစစ်တွေလက်နက်ကြီးပစ်ခတ်မှုနဲ့အတူအရသာဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လုပ်နေပါဗျ။ တတိယအကြိမ်အပြစ်ခတ်ရစဲကြောင်ကျညာအပြီးမေလ6ရက်ကနေမေလ7ရက်အတွင်း၄ကြောင်တိုက်ခိုက်မှု62ကြိမ်ပြုလုပ်ခဲ့တာကြောင့်တေဆုံးသူ90နဲ့ဒဏ်ရာရသူ235ရောက်ထိရှိခဲ့ကြောင်း DVV ရဲ့ဒေတာတွေမှာဖော်ပြပါဗယ်။တပည့်ရင်းအနောက်ချမ်းအိုတိန်တွင်မြောက်ရွာကကြေးရွာစတင်ကြောင်ကိုမေလ12ရက်မနက်ပိုင်းမှာဘုံကျဲတာကြောင့်ဆရာဆရာမတွေနဲ့ခလီးငယ်စုစုပေါင်း24ယောက်ထပ်မနေသေးဆုံးက100နဲ့ရဝင်းကျင်ဒဏ်ရာရခဲ့ပါဗျ။ ဆိုတော့ကျွန်တော်တို့တတိယမှာနေကြတဲ့ပိုသိတယ်ဘတော်မှပြည်သူလို့သဘောမှာအယက်သားအယက်သားလို့ပဲပြောတာသူတို့ကသူတို့စိတ်ထဲမှာပြည်သူလို့မြင်ထားတာမဟုတ်ဘူးအဲ့တော့အဲခုနဒီတိုက်ခိုက်မှုတွေတော့လည်းဒါရေရွက်ရှိကိုလောက်တာဒါရှင်းရှင်းပြန်ပြချန်ကာလာထဲမှာတည်ထားမိတာမင်းဖုံးညောင်းတွေကိုရေရွက်ရှိရယ်သူ့ဘုတ်တွေစောင့်ကြမှာဆိုသူတို့သိတယ်တိတိလို့သမင်ကိုလောက်တာ ဒီဒီလူတွေကိုတိမင်းထန်ထန်ပြီးတော့ဖျားပေးပြီးတော့ဒီလူတွေကိုယ်တိုင်ကွာကိုစစ်ပွဲရက်ပါတောင်းဆိုဟိုပါပေါ့နော်ဒီညှိနှိုင်းကြပါဆိုတဲ့လမ်းကြောင်းပေါ်မသွားတော့အောင်လုပ်နေတယ်လို့တော့ကျွန်တော်ကတော့မြင်နေတယ်ပေါ့နော်ငလင်လို့အပြီးတော်လိုင်းအဖွဲ့စည်းအတီတီကအပြစ်ရအကြောင်းကျင်ညာတာကြောင့်နိုင်ငံတကာဖျားတွေရှိလာတဲ့စစ်တပ်ဟာဓာရီကိုရှောင်လွှဲဖို့တသက်စာရွက်ပေါ်မှာယာယီအပြစ်ရခဲ့တာလို့ကိုစီယာကစက်ပြောပါတယ်တစ်ဖက်မှာလည်းအိုထိန်သိန်းရွာကိုဘုံကျဲအပြီးမေလ7ရက်မှာပဲရခိုင်ပြည်နယ်ရသိမ်းတောင်မြို့နယ်တွေက ထွန်းရက်ဝေရွာဟောင်းကိုလေကြောင်းတိုက်ခိုက်တာကြောင့်အ ਨੇ ဆုံးပြည်သူ73ရောက်သေဆုံးပြီးဒဏ်ရာရသူ20ထက်မနည်းရှိခဲ့ပါတယ်ဟုတ်ကဲ့ပါဒါတွေကတော့တပတ်အတွင်းပြည်သူတွေစိတ်ဝင်စားမင်းသတင်းတွေတွေကနေထူးခြားတဲ့သတင်းလေးတွေကိုပြန်လဲကောက်နှုတ်တင်ပြပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှလည်းပြန်လဲထုံလွှဲပေးအောင်ပါပါ။ဒီပူပီရုံးမြင့်တန်ကြားကိုကြည့်ရှုအားပေးနေကြသူများလူရဆန္ဒပြေဝကြပါစေရှင်။ကျမကေခိုင်ပါ။